6543ပေါ့เนาะအဲ့ဇလန်းနဲ့ရမယ်ကျော်က6543ဇလန်းနဲ့ရမှာဖြစ်တယ်ပြန်ပြောပြအောင်เนาะအဲ့ဒါမီးပြတ်ပြီးတော့ဟိုဘက်လိုက်ကကြာပါကြာပါကျတော့အစပြန်ပြောအောင်ဒီရဲ့နောက်ပေါင်းရှင်းတဲ့သူဇောင်းဝင်ရှိခလက်ထဲနဲ့ကို6လို့ထည့်လိုက်တယ်ကျွန်တော်ကအပင်ကြော်ပြီးတော့ဒီနောက်ပေါင်းခုနဲ့ရှိခလက်ထဲနဲ့ကို5လို့ထည့်လိုက်တယ်ပေါ့ဗျာเนาะ6ပြီးတော့5ထည့်တယ်အပင်ကြော်ပြီးတော့ဒီနောက်ပေါင်းခုနဲ့5ခလက်ထဲနဲ့ကို4လို့ထည့်တယ် 65လေးလို့ထည့်လာတာပေါ့ဗျာနော်တပင်ကျော်ပြီးတော့ဒီနောက်ပေါင်း၄နဲ့ရောက်9ခလက်တာလေးနဲ့မှာ3လို့ထည့်ရမှာပေါ့ဗျာနော်ဒီ65လေး3တန်းချောင်းလေးနဲ့သူကကျွန်တော်က9ခလက်တာလေးကိုထည့်ထားလိုက်ပြီဒီပြတော့အစနေပြင်ပြင်ပြောရအောင်လိုက်ကကြက်ကြပါပါနော်အဲ့လိုမျိုးလေးအဲ့လိုမျိုးလေးဖြစ်နေတဲ့အဲ့လိုမျိုးဖြစ်နေတော့ဒီမှာရှိနေတာကပုံညာအလဲတန်းလေးပေါ့ဗျာနော် ဒီမှာရှိနေတာကလည်းဘုံညအလဲတန်းလေးမှာရှိနေတာကခုံအလဲတန်းလေးမှာရှိနေတာကသုံးအလဲတန်းလေးပေါ့ဗျာနော်အဲ့လိုလေးရှိနေတယ်ရှိပြီးသားလေးတွေရှိပြီးသားလေးပေါ့ဗျာနော်အဲ့ရှိပြီးသားလေးတွေကဘယ်လိုဖြစ်သွားလဲဆိုတော့ဒီသုံးညအလဲတန်းလေးကသူ့ရဲ့ဒီဘက်မြင်းကုံပေါ့ဗျာနော်ဒီမြင်းကုံမှာသုံးညဆော့နေတဲ့ပင်နေမှာအဲ့ဒီသုံးညအလဲတန်းလေးက ဒီနားကခွန်နောက်ဘက်ကိနေကိုဘာလို့ထည့်လိုက်လဲဆိုတော့ခွန်လို့သူထည့်လိုက်တယ်။ဟောခွန်လို့သူထည့်လိုက်တယ်။နောက်တစ်ခါဒီ၃ညအလေတန်းလေးကလည်းခုနကပုံစံတိုင်းပဲသူမြင်းကုန်မှာရှိနေတဲ့ဒီ၈နောက်ဘက်ကိနေကို၈လို့ထည့်လိုက်တယ်။၈လို့ထည့်လိုက်တယ်ပေါ့ဗျာနော်။အဲ့တော့ဒီခွန်နောက်ဘက်ခွန်ကလေတန်းလေးကဒီမြင်းကုန်ကခုနကပုံစံတိုင်းပဲဒီ၂နောက်ဘက်ကိနေကို၉လို့ထည့်လိုက်တယ်။ ဟိုးလို့ထည့်လိုက်တယ်နော်ဒါဆိုကျွန်တော်က3ညထည့်ရမှာဖြစ်တယ်ဒီမှာ3ခလီတာငယ်ရှိတယ်ဒီမင်းကဘာနောက်ပိတ်နေမှာကျွန်တော်တို့က10ဖြစ်မှာလေဘာနောက်ပိတ်နေမှာ10ဖြစ်မှာလေဒါလေးတွေကိုဒီလိုစီနီယာပြေးကြောလေးနဲ့ထည့်လိုက်တာပေါ့ဗျာနော်ဒီ3ညခါးလေးနဲ့ခွန်နောက်ပိတ်လေးနဲ့ခွန်လို့ထည့်လိုက်ပေါ့ဗျာနော်၃ညခါလေးနဲ့၈နောက်ပဲကလေးနဲ့ဟို၈လို့ထည့်တယ်။ခွန်ခါလေးနဲ့၂နောက်ပဲကလေးနဲ့၉လို့ထည့်တယ်။ခွန်၈၉လို့ထည့်လိုက်ပြီဆိုတော့၁၀ထည့်အောင်ကျွန်တော်ဒီမှာရှိနေတာ၃ရှိနေတယ်။ တော့ခလိုက်တိုင်းလေးနဲ့ဒါမှမဟုတ်နောက်ပိုင်းကထည့်မလဲ30ဖြစ်အောင်လို့အနောက်ပိုင်းကထည့်မလားအနောက်ပိုင်းနဲ့ထည့်မလဲဒီမှာ3လေတိုင်းရှိတယ်နော်3လေတိုင်းနဲ့30ရောက်အောင်လို့ဒီမှာဘာနောက်ပိုင်းထည့်မလဲ ဟုတ်တယ်ဟုတ်တာခွန်ခွန်နောက်ပဲထည့်ရမှာနော်ခွန်နောက်ပဲခွန်နောက်ပဲလေ့ထည့်လိုက်မှာပေါ့နော်ဒါစီနီယာစီနီယာရောလေးနဲ့ပြန်ပြုတ်ပြန်ဒီနောက်ပေါင်း၈နဲ့တဲ့ရှေ့လေတိုင်းကို6လို့ထည့်တယ်ပေါ့ဗျာနော်ဒီနောက်ပေါင်း9နဲ့ရှေ့လေတိုင်းကို9လို့ထည့်တယ်ဒီနောက်ပေါင်း9နဲ့9လေတိုင်းကို4လို့ထည့်တယ်ဒီနောက်ပေါင်း4နဲ့9လေတိုင်းကို3လို့ထည့်တယ်ပေါ့ဗျာနော်6 9 4 3လို့ထည့်တယ်နောက်ပြကြတော့ ီ၃ညခါနဲ့ခွန်နောက်ဘင်းနဲ့ကိုခွန်လို့ထည့်တယ်။ဒီ၃ညခါနဲ့ရှင်းနောက်ဘင်းနဲ့ကိုရှစ်လို့ထည့်တယ်။ဒီခွန်ခါနဲ့နှစ်နောက်ဘင်းနဲ့ကို၉လို့ထည့်တယ်။ဒီ၃ခါနဲ့ခွန်နောက်ဘင်းနဲ့ကို၁၀လို့ထည့်တယ်ပေါ့ဗျာနော်ခွန်ရှစ်ကို၁၀ဆိုတဲ့ညီကို2လိုင်းနဲ့ပေါ့နော်ညီကို2လိုင်းညီကို2လိုင်းနဲ့ကျွန်တော်ကဒီမှာဘိုးခါနဲ့ခွန်နောက်ဘင်းနဲ့ကိုအတွဲလေးရတာပေါ့ဗျာနော်အဲ့အတွဲလေးညင်လားမညင်လားကျွန်တော်ကြည့်ရအောင်အဲ့အတွဲလေးညင်မညင်ကြည့်ရအောင်လို့တဲ့ဘယ်လိုကြည့်လဲဆိုတော့ဒီမှာရှိနေတာက ဒီကနောက်ပေါင်းကိုရဲ့နော်ဒီနောက်ပေါင်းကိုကသူ့ရဲ့အောက်ကနောက်ပေါင်း၅နဲ့ပေါင်းလိုက်တဲ့အချိန်မှာဒီလိုထည့်သွားလဲဆိုတော့၄၄လို့ထည့်သွားတယ်ပေါ့ဗျာနော်၄လို့ထည့်သွားတယ်တဲ့ဒီလိုထည့်သွားတယ်နော်နောက်တစ်ခါဒီမှာရှိနေတာကနောက်ပေါင်းကိုနောက်ပေါင်းကိုကသူ့ရဲ့အောက်ကနောက်ပေါင်း၆နဲ့ပေါင်းလိုက်တဲ့အချိန်မှာ၅လို့ထည့်တယ်သူကလည်းစီနီယာနဲ့ပဲပြင်ပြီးတော့ချုပ်ပေးထားတယ်ပေါ့ဗျာနော်၄ပြီးတော့၅ထည့်တယ်ဒီမှာရှိနေတာကနောက်ပေါင်း၉ ီနောက်ပေါင်းကိုကလည်းသူ့ရဲ့အောက်ကနောက်ပေါင်းခုံနဲ့ပေါင်းလိုက်တဲ့အချိန်မှာ6လို့ထည့်တယ်။၄5 6လို့ထည့်တယ်ပေါ့ဗျာနော်။အဲ့တော့၄5 6လို့ထည့်တယ်ဆိုတော့ဒါတော့ခုံအထိသွားရတော့မယ်။ခုံဒီသွားကိုဒီမှာရှိနေတာကနောက်ပေါင်း1တဲ့။နောက်ပေါင်း1နဲ့ကျောင်းရတာနောက်ပေါင်း6နဲ့ဒီကွက်တီကိုသူခုံဖြစ်နေတယ်နော်။ဒါစီနီယာ A line ရေးနေတယ်ပြနေတာဖြစ်တယ်။နော်။6 5 4 3နဲ့ထည့်ထားတယ်ကိုအလဲတိုင်းပေါ့ဗျာနော်။နောက်တစ်ခါ ခွန်ရှေကိုတုံရနဲ့ထိတာလေခွန်နောက်ပြီပေါ့နော်အဲနှစ်ခုကိုရမ်းပြီးချုပ်ထားတာဒီနောက်ပေါင်းနှစ်ခုပေါ့နော်နောက်ပေါင်းနှစ်ခုကိုပေါင်းလိုက်တဲ့အချိန်မှာ၄လို့ထည့်လိုက်တယ်နောက်ပေါင်းနှစ်ခုကိုပေါင်းလိုက်တဲ့အချိန်မှာ၅လို့သူထည့်ပါတယ်နောက်ပေါင်းနှစ်ခုကိုထည့်လိုက်တဲ့အချိန်မှာ၆လို့ထည့်ပါတယ်ဒါဆိုရင်နောက်ပေါင်း၁နဲ့နောက်ပေါင်း၆နဲ့ဒီခွန်လို့သူကပတ်တည်ကိုထည့်ထားတာဖြစ်တယ်ပေါ့ဗျာနော်ဒီနောက်ပေါင်း၆ကိုကျောင်းကဒါစီနီယာလမ်းကြောလေးနေတယ်ဒါကိုထည့်ထားတာပေါ့ဗျာနော်စီနီယာကြောလေးနေထည့်ထားပြီလေဒီကောင်ငင်းငင်းကိုကျွန်တော်ကတက်ပြီးကြည့်တဲ့အချိန်မှာ ီနာဇလန်းကဘာနဲ့လဲဆိုတော့ဒီလားလောက်ကစတယ်မထင်ဘူးဒီတိုင်းစတာဒီ၃ညခါနဲ့ဒီဇောင်းတင်နဲ့ကိုတက်ပေါ့ဗျာနော်၈ခါနဲ့ဒီဇောင်းသုံးနဲ့ကိုတက်ပေါ့ဗျာနော်နောက်တကဒီ၁ခါနဲ့ဇောင်းတစ်ဆင်နဲ့ကိုတက်ပေါ့ဗျာနော်နောက်တက6ခါနဲ့ဒီဇောင်းနှစ်နဲ့တက်ပေါ့ဗျာနော်အဲ့တလေးပြားနဲ့သူပြန်ချုပ်ရမှာဖြစ်တယ်တဲ့နော်အဲ့တလေးပြားနဲ့ဘယ်လိုချုပ်မလဲတလေးပြားနဲ့ကအဲ့နော်ဒီလေးပြားနဲ့ချုပ်ဖို့ကိုဒီမှာရှိနေတာက ဒီ၃လုံးအခွေက6နှစ်8ဆိုလဲ၃လုံးအခွေကဘယ်လောက်လဲ6တဲ့အဲ့ဒီ6နဲ့သူ့ရဲ့ဘေးကနောက်ပေါင်း9နဲ့ကိုသူက1လို့သူပြချုပ်ပေးထားတယ်1လို့ပြချုပ်ပေးထားတာဖြစ်တယ်ဒါဆိုဒုတိယတစ်ခါသွားလိုက်အောင်ဒီမှာရှိနေတယ်ဒီ၃လုံး9နဲ့9နဲ့ဒီမှာဘေးနာကနောက်ပေါင်း6နဲ့ကို1လို့သူကပြန်ပြီးတော့ချုပ်ပေးထားတယ်ခုနက14ပြားနဲ့ကိုပြန်ပြီးတော့ထိမ့်ပေးထားမှာဖြစ်တယ်เนาะဒါမှကန်လို့ရမှာဖြစ်တယ်ဒါဆိုရင်ဒီမှာရှိနေတာ ်6 9ပို့ဆိုတာ4တဲ့အဲ့ဒီ4ဟာသူဘေးနားကဒီနောက်ပေါင်း9နဲ့ပို့တယ်သူက1လို့ပဲသူထိန်းထားတယ်နော်1နဲ့တတိယပြောင်းကိုတတိယပြောင်းနဲ့ကျွန်တော်ပြန်ထည့်မှာဖြစ်တယ်ဒါဆိုရင်ဒီမှာရှိနေတာကဒီ3လုံးခွေကြတာက9တဲ့အဲ့ဒီ9နဲ့ရောဒီတွင်းထားတယ်နောက်ပေါင်း6နဲ့ကကွက်တီကို1လို့သူကတတိယပြောင်းနဲ့ကိုပြန်ထိန်းထားတာဖြစ်တယ်ဗျာနော်ဒါမှသူကန်လို့ရမှာဖြစ်တယ်တဲ့နော်အဲ့တော့69နောက်တွဲပေါ့ဗျာနော် သဘောပေါက်တယ်ထင်တယ်ပေါ့နော်သဘောပေါက်မယ်ထင်ပါလေသဘောပေါက်မယ်တင်လေးပြားနဲ့အပေါ်မှာရိုက်ထားတဲ့ဇလံဟုတ်မယ်ပေါ့နော်ဒီတင်လေးပြားနဲ့ပြန်ချုပ်ရတယ်အဲ့တော့ကျွန်တော်ကဒီနောက်ပေါင်း6ကိုစီနီယာ4 5 6ခုဆိုတဲ့စီနီယာပြေးလန်းနဲ့ထည့်ထားတာပေါ့ဗျာနော်ဒီနောက်ပေါင်း2ခုပေါင်းကြီး4ဒီနောက်ပေါင်း2ခုပေါင်းကြီး5ဒီနောက်ပေါင်း2ခုပေါင်းကြီး6ဒီနောက်ပေါင်း2ခုပေါင်းကြီးခုပေါ့နော်4 5 6ခုစီနီယာပြေးလန်းကိုတင်လေးပြားနဲ့ပြန်ပြီးတော့ထည့်ချုပ်ထားရတာဖြစ်တယ်ဒီ3လုံး6နဲ့နောက်ပေါင်း5နဲ့ကို1ဒီ3လုံး5နဲ့နောက်ပေါင်း6နဲ့ကို1ဒီ3လုံး4နဲ့နောက်ပေါင်း9နဲ့ကို1 ဒီ၃လုံး၅နဲ့နောက်ပေါင်း၆နဲ့တက်ဆိုတော့ကွက်တီချုပ်ထားတာဖြစ်တယ်60ခုနောက်တွဲပေါ့ဗျာနော်အဲ့လိုချုပ်ထားပြီးတော့ထောက်ထားဒီမှာဟိုဇက်ရှင်လေးမြှင့်လိုက်အောင်ဇက်ရှင်လေးမြှင့်လိုက်အောင်ဆိုတော့ဇက်ရှင်လေးမြှင့်လိုက်အောင်ဆိုတော့ကျော်ဒီ၃လုံးပေါ့ဗျာနော်ဒီရင်ဆိုင်ဒီနောက်ပေါင်းရဲ့ဘေးနောက်ကဒီထက်စီရဲ့ဒီရင်ဆိုင်၃လုံးပေါင်းခြင်းကတက်တယ်အဲ့ဒီရင်ဆိုင်၃လုံးပေါင်းခြင်းတက်ကအားတဲ့နော်သူ့ဘေးနားမှာရှိတယ် ဒီရှစ်ခွက်လိုက်တိုင်းင်းနဲ့ပေါင်းလိုက်တဲ့အချိန်မှာရှစ်ခွက်လိုက်တိုင်းင်းနဲ့ပေါင်းလိုက်တဲ့အချိန်မှာကိုးလို့ဒီလုံးနဲ့ထည့်သွားမယ်ကိုးလို့သူထည့်သွားတယ်တဲ့နော်ကိုးလို့ထည့်သွားတာအဲဒါဆိုဒုတိယတစ်ခက်သွားလိုက်အောင်ဒီမှာဒီရှေးပေါင်း30နဲ့တစ်ထည့်ချင်းနဲ့ဒီရှင်းဆိုင်သုံးလုံးပေါင်းရင်အတက်အဲ့ဒီတက်ကသူ့ရဲ့ဘေးနောက်ကဒီရှစ်ခွက်လိုက်တိုင်းင်းနဲ့ကိုလည်းသူကကိုးလို့တလုံးနဲ့ထည့်ထားတယ်နော်ကိုးလို့တလုံးနဲ့ထည့်ထားတာဖြစ်တယ်တဲ့ဒါဆိုရင်တတိယတစ်ခက်ကိုသွားလိုက်အောင်တတိယတစ်ခက်ကလည်း ဒီရှေပေါင်းကိုနဲ့သူဘေးနောက်က9ထက်ချီနဲ့ဒီရင်ဆိုင်3လုံးပေါင်းချင်းက4တဲ့အဲ့ဒီ4ကသူ့ရဲ့ဘေးနောက်က9ခက်လိုက်တာနည်းနဲ့ကိုသူက6လို့သူကတစ်လုံးနဲ့ပဲထည့်ထားတယ်ပေါ့ဗျာနော်6လို့တစ်လုံးနဲ့ထည့်ထားတယ်ဒါဆိုရင်နဲ့ကျွန်တော်ရဲ့ရောက်ကကဒီရှေပေါင်း9နဲ့ဒီဟို3နဲ့ဒီရှေပေါင်း9နဲ့9ထက်ချီနဲ့ဒီရင်ဆိုင်3လုံးပေါင်းချင်း10ဖြစ်နေအဲ့ဒီ10နဲ့ကျွန်တော်တွင်းထားတဲ့ဒီ6ခက်လိုက်တာနည်းနဲ့ကို ူကကိုးလို့ကွက်တီကိုသူထည့်ထားတာဖြစ်တယ်နော်ကိုးလို့အဲ့လိုသူကထင်းချုပ်ထားပြီးဖြစ်တယ်ကိုးလို့ထည့်ထားလိုက်ပြီးတော့ကျွန်တော်က session လေးမြင်လိုက်အောင်လို့ရနော်ရှင်းမှထင်ပါပြီပေါ့နော်60ခုနောက်တွဲရတော့နောက်ပေါင်း6ကိုတော့နှစ်ထပ်ချုပ်ပြထားတယ်ပေါ့ရနော်နောက်ပေါင်း6ကိုကိုးခလိုက်တိုင်းလေးကိုလည်းနှစ်ထပ်လောက်ချုပ်ပြထားတယ်ပေါ့ရနော်အဲ့လိုမျိုးလေးရနေပြီတဲ့အဲ့လိုမျိုးလေးရနေတဲ့အချိန်မှာအဲ့လိုမျိုးလေးရနေတဲ့အချိန်မှာတဲ့နော်ကျွန်တော်ကထည့်လိုက်မှဆိုရင်တပုတ်တည်းပဲထွက်သွားတော့မှာဖြစ်တယ်ပေါ့နော် ဲ့ဒီတော့ဘယ်လိုပြန်ထည့်ရမလဲဆိုတော့ကျောင်းဇက်ရှင်ကိုမြင်ရတော့မှာဟုတ်မြင်ရတော့မှာဆိုတော့ဒီမှာရှိနေတာက၃ညခါလေးတဲ့နော်၃ညခါ၃ညခါကတဲ့သူ့ရဲ့ဘေးနားကကွာ၃နဲ့ပုံလိုက်တဲ့အချိန်မှာ၃နဲ့အဲ့ဒီ၃ကသူ့ရဲ့ဇောင်းက၆ထက်စီနဲ့ပုံလိုက်တဲ့အချိန်မှာ၉ကိုလို့သူပြန်ထည့်ထားတယ်ဒီထည့်ထားတယ်လေတိုင်းထည့်ထားတယ်၉ကိုသူကတစုံပြန်ထည့်ထားတာပဲဖြစ်တယ်ဗောနော်ဒါမနေ့ကလည်းပြပြပါပဲ ဒါဆိုရင်ဒုတိယတက္ကနီနဲ့ဟာဒီမှာရှိနေတာက300ခါ300ခါကသူ့ဘေးနားက6နဲ့ပုံလိုက်တဲ့ချိန်မှာ6ဖြစ်နေပြီအဲ့ဒီ6ကဒီဆောင်က3ထက်စီလေးနဲ့ကို6လို့ထည့်ထားတယ်ဒီ6ကိုပဲနော်6ကိုပဲ6လို့ထည့်ထားတာဖြစ်တယ်တဲ့နောက်တစ်ခါတိုင်းထက်ဝင်ကျွန်တော်ပြောပြရအောင်နော်တိုင်းထက်ဝင်အတန်နဲ့ဟိုကနေအထောက်ချက်မညင်ကြည့်လို့လည်းမကောင်းဘူး ဒီမှာရှိနေတာကလည်းခွန်အလဲတိုင်းလေးတဲ့နော်ဒီခွန်အလဲတိုင်းလေးရတယ်သူ့ဘေးနားကဒီခွာကိုးနဲ့ပုံလိုက်တဲ့ချိန်မှာ6ဖြစ်နေပြီအဲ့ဒီ6ကသူ့ရဲ့ဇောင်းက3ထက်ရှိနေထည့်လိုက်တဲ့ချိန်မှာကိုးဆိုတာလေးပဲကွတီကိုဖြစ်သွားတယ်နော်ကိုးဆိုတာလေးပဲဖြစ်သွားတာဖြစ်တယ်ဒါဆိုရင်ဒီမှာရှိနေတာက3ခလေတိုင်းလေးလိုက်ထွင်းနေတာဖုံးလာကိုရ ဲ့တော့နည်းနည်းအရှင်အောင်ပြတ်သွားတယ်ဗျာစားချင်မြင်မှာဆိုမှအရှင်ပြတ်ဒီ၃ခလက်တန်လေးရတဲ့နော်သူ့ဘေးနားကကွာကိုးနဲ့ပုံလိုက်တဲ့ချိန်မှာနှစ်ဖြစ်နေပြီအဲ့ဒီနှစ်နဲ့သူ့ဆောင်းမှာကျွန်တော်တို့ကခွန်ထိတ်စီးလေးထည့်လိုက်တော့မှကိုးဆိုတာလေးကိုတစုံသူထည့်ရတယ်မှာဖြစ်တယ်နော်ကိုးဆိုတာလေးကိုတစုံထည့်ရတယ်မှာဖြစ်တယ်ဒါဆိုရင်ဒါလေးကိုကျွန်တော်ပြန်ကြည့်လိုက်ရအောင်ဒီလုံးကြီးပဲပေါင်းထည့်ရပါဗျာနော် ဒီ3လုံး1နဲ့6ခါနဲ့ကို6လို့ထည့်လိုက်တယ်လို့ပဲဒီ3လုံး3နဲ့6ထိနဲ့ကို6လို့သူတစုံပြန်ထည့်ကြတာဖြစ်တယ်ပေါ့ဗျာနော်အဲဆိုရင်ဒီ3လုံး1နဲ့6ခါနဲ့ကို6လို့ထည့်လိုက်တယ်လို့ဒီ3လုံး6နဲ့3ထိနဲ့ကို6လို့ပဲသူထည့်ထားတာဖြစ်တယ်အဲဆိုရင်ဒီ3လုံး4နဲ့5ခါနဲ့ကို6လို့ထည့်ထားလိုက်တယ်လို့ပဲဒီ3လုံး6နဲ့3ထိနဲ့ကို6လို့ထည့်ထားတာဖြစ်တယ်နော်ဒါဆိုကျွန်တော်ရောက်ကတ်မှာကဒီ3လုံး10နဲ့6ခါနဲ့ကို6လို့ထည့်ထားလိုက်တယ်လို့ပဲ ဒီ3လုံး2နဲ့ခွန်ထက်ရှိနေတဲ့ဒီ6လို့သူထည့်ထားတာဖြစ်တယ်6လို့ထည့်ထားတာဖြစ်တယ်ပေါ့ဗျာနော်အဲ့လိုထည့်ထားဖြစ်တဲ့ဝင်းလာတဲ့ခွန်ခထိတ်စီးကဒီနားမှာဟိုနေ့ကကျွန်တော်ချုပ်ပြထားလို့ပေါ့နော်နောက်တစ်ဆက်လည်းချုပ်ပြလို့ရသေးတယ်သူဇလန်းနဲ့မဆိုင်လို့သားကျွန်တော်ကထဲမပြောတာပဲနေပါဒီဒီကွာ6နဲ့ဒီ6ထိတ်နဲ့ကို2လို့ထည့်သွားတာပေါ့ဗျာနော်ဒီကွာ9နဲ့3ထိတ်နဲ့ကို2လို့ထည့်သွားတာပေါ့ဗျာနော်ဒီကွာ9နဲ့3ထိတ်နဲ့ကို2လို့ထည့်သွားတာပေါ့ဗျာနော်အဲ့တော့ဒီမှာကွာ9နဲ့ခွန်ထိတ်နဲ့2 4ပြောင်းနဲ့လည်းဒါချုပ်လို့ရတယ်ပေါ့ဗျာနော်ဒါထားလိုက်ဒီကောင်က 60ခုနောက်တွဲနဲ့ဒီ container ကချိတ်လို့မရသေးဘူးပေါ့ကြောင့်အဲ့အချိန်မှာဒီလိုထည့်သွားတယ်ဆိုတော့ဒီ container စီးငြိမ်ငြိမ်ကတည်အောင်လို့ကျွန်တော်တို့ကဘယ်လိုထည့်မလဲဆိုတော့ဒီခါတော့နှလုံး30နဲ့သူ့ရဲ့အောက်က6နောက်ပိတ်နဲ့ကို6လို့ထည့်ထားတယ်ပေါ့ကြောင့်နော်အဲ့ဒီ6နဲ့ဒီ6ပေါင်း4နဲ့ကိုသူ2လို့သူထည့်ထားတယ်နော်2လို့သူထည့်ထားတာဖြစ်တယ်2 2 2အနှစ်2လို့ထည့်ထားတယ်ပေါ့ကြောင့်နော်2လို့ချုပ်ပေးထားတယ်ပေါ့ကြောင့်နော် ဒါဆိုရင်ဒုတိယတက်ကအနေနဲ့ဟာဒီနှလုံး30နဲ့၃ညနောက်ပြည့်နဲ့ဒီ30တဲ့အဲ့ဒီ30ကဒီရှေးပေါင်းတင်းတဲ့ကိုတက်လို့သူချုပ်ပေးထားတယ်နှစ်ပြီးတော့တက်ဆိုတာလေးချုပ်ပေးထားတယ်ပေါ့ဗျာနော်ဒါဆိုရင်တတိယတက်ကအနေနဲ့ဟာဒီနှလုံး10နဲ့နောက်ပိတ်၄နဲ့ဒီ1အဲ့ဒီ1နဲ့ရှေးပေါင်း10နဲ့ကို30လို့ချုပ်ပေးထားတယ်နှစ်နှစ်ပြီးတက်တက်ပြီး၃ညလို့သူချုပ်ပေးထားတယ်ပေါ့ဗျာနော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ6လို့ဖြစ်မှာအကိုက်မှာအဲ့6ဖြစ်မှာဒါကိုယူလို့ရမှာဖြစ်တယ် ကိုရလားမရလားကြည့်ရအောင်ကျွန်တော်ကဒီနောက်မှာရှိနေတာကဒီခါနှလုံး30နဲ့6နောက်ပြင်းနေက6ဖြစ်နေတယ်ဟုတ်လား6နဲ့ဒီမှာဘာလဲဆိုမရဘူးတော့လည်းအပြည့်ရွှဲနေနော်ခိုင်းနေရလို့လွယ်နေတာပူနေတာပေါ့ဗျာနော်ဒီမှာအဲ့လိုမျိုးဖြစ်နေတာမကိုက်ဘူးပေါ့ဗျာနော်ဟုတ်လားကျွန်တော်ကဘာလို့ပြကြနေမှန်းတော့မသိပါဘူး ကွာပေါင်းနဲ့ပြန်ချုပ်မယ်ဗျာနော်အဲ့ဒါနဲ့မကိုင်ကွာပေါင်းနဲ့ချုပ်မယ်ပြကျင်စုံနဲ့ကျွန်တော်မှတ်ထားတာလေးလည်းလွှဲဟိုပါပေါ့နော်မိဝါကြီးဖြစ်တယ်မိဝါကြီးဆိုတော့မိဝါကြီးဆိုမမိတဲ့ဟာလေးနဲ့ပေါ့ဒါဒီခွန်နဲ့ဒီနောက်ကနောက်တွင်းနေရမပူရသေးဘူးနော်မကက်ရသေးဘူးမကက်ရသေးတဲ့အတွက်ဒီလိုမျိုးနဲ့ပဲပြန်ပြီးတော့ချုပ်လိုက်တော့မှန်ကတော့ဘလို့ထည့်ကြရတာလဲညစ်တဲ့ညစ်တဲ့တုံညာကိုဟုတ်ပါရဲ့ ကောင်းကောင်းကန်ပြောက်ရင်တော့မှပြမိသေးတယ်အဖြစ်ကားတယ်လို့အဲ့တော့ဟွာလေးနဲ့ပဲချုပ်လိုက်မျိုးပဲပြောနော်အဲ့တော့ဘလူးလေးထည့်လိုက်မျိုးဆိုတော့ကျွန်တော်ကဒီမှာဖုံးတော့ပူလာပြီဗျမိရပြက်နေတော့အဲ့တော့ဘလူးလုံမလဲဆိုတော့ဘလူးလုံမလဲဆိုတော့ဒီလိုလေးပဲချုပ်လိုက်တော့မှာပြောနော်ခွန်ခါးလေးထိန်ခွန်ခါးလေးထိန်6နောက်ပဲအဲ့တုံးလုံးပေါင်းချင်းခွန်နဲ့သူ့ဘေးနောက်ကဟွာ3နဲ့ဟွာ3နဲ့ဟွာ တစ်စဲလို့သူထည့်ထားချုပ်ပေးထားတယ်ပေါ့ဗျာနော်တစ်စဲဒါမှသူနောက်ကဟန်နဲ့ပူးချုပ်ပေးထားတာပေါ့ဗျာနော်ဒါမှညင်းနေကောမှအဲ့တော့ဒုတိယတက္ကန်နေနဲ့လုံညာခါရဲ့တင်းနောက်ပိတ်ရဲ့တစ်ထိတ်ရဲ့ရှစ်ပိတ်ရဲ့ဒီကိုအဲ့လိုဘူရှိတ်ကိုနဲ့ဝိနာကဂွားတင်းတဲ့ကိုလည်းတစ်စဲလို့ပဲသူချုပ်ပေးထားတယ်ဖြစ်တယ်ပေါ့နော်စဲလို့ပဲချုပ်ပေးထားပြန်ဒါဆိုတတိယတက္ကန်နေနဲ့တုံညာခါရဲ့ငါးထိတ်စီရဲ့တုံညာနောက်ပိတ်ရဲ့ဒီဘူရှိတ်ကငါအဲ့ဒီငားနဲ့ဘေးနားကကွာငားနဲ့ကိုလည်းသူ30လို့ပဲသူချုပ်ပေးထားတာဖြစ်တယ် နော်ဒါဆိုဒီမှာ30ချုံနိုင်မှာကြိုက်မှာပေါ့ဗျာနော်30ချုံမချုပ်ကြည့်အောင်ခွန်ခါရဲ့အားထိတ်စီရဲ့၄နောက်ပဲရဲ့ပူရှိက6ဖြစ်နေပြီအဲ့ဒီချုံနဲ့ဒီကွာ၄နဲ့ဒီ30လို့သူကွက်တီချုပ်ပေးထားတာဖြစ်တယ်နော်30ဆိုတော့ဒီကောင်ကဒါကွာကိုပေါင်းချုပ်လိုက်တာဖြစ်တယ်ဒီထဲမှာအဝင်ခွင့်ချဖြစ်သွားပြီပေါ့ဗျာနော်ခြေပေါင်းကတော့ကျွန်တော်ဘာနဲ့ချုပ်လိုက်လဲမသိဘူးဗျာဒီမှာလွဲသွားခြေပေါင်းကိုလည်းကွက်တီချုပ်ထားရပြီเนาะဒီခါနဲ့ပူးချုပ်ထားတာအဲ့ဒါကိုဘယ်ဟာနဲ့လဲမသိဘူးเนาะပြရမယ်တန်းချောင်းက ဟိုဟိုဖြစ်သွားတာအဲ့လိုမျိုးလေးထည့်လိုက်ပြီး10တွေနဲ့ထည့်လိုက်ကြပါဗျာနော်ခွန်၄6ဆိုတဲ့ခွန်နဲ့ခွာ3နဲ့10လို့ထည့်လိုက်ပြီဆိုတာနည်းဒီဟိုနှစ်ရလည်းပြခဲ့တယ်နော်ပထမလိုက်မှာပြခဲ့တယ်ထိတ်စီနောက်ပိတ်6နဲ့3နဲ့9အဲ့ဒီ9နဲ့ဒီ break 1နဲ့ကို30လို့ထည့်ပြီးဗရိတ်လိုင်းကျောကိုပေါ့တခါလေးပေးသွားပြီးတော့ဒီဘောလေးဖြုတ်သွားပြီပေါ့ဗျာနော်အားတော့အသက်ပေါ့နော်နောက်တကသုံးညာ18ဆိုတဲ့9နဲ့ဂွတ်1နဲ့ကို30လို့ထည့်လိုက်တယ်လို့ပဲဒီ၄ထိတ်ခွန်ပိတ်ဆိုတဲ့ဒီနှလုံး1နဲ့ အောက်ကဒီပရိတ်ကိုးနဲ့ကို30လို့ပဲထည့်လိုက်ပြီးတော့စသိမ့်သွားတော့ဗျာနော်စသိမ့်သွားတာဖြစ်တယ်ဒါဆိုရင်တတိယတကက်နေနဲ့ဟာ3ည5 3ညဆိုတဲ့9နဲ့ခွာ9နဲ့ကို30ထည့်လိုက်တယ်လို့ပဲဒီတစ်ထိတ်6ဖိတ်ဆိုတဲ့30နဲ့ပရိတ်30နဲ့ကို3ညလို့ပဲထည့်လိုက်ပြီးတော့ဒီကဒါလေးကိုစသိမ့်သွားတယ်နော်ဒါဆိုကျွန်တော်တို့ကခွန်9လေးဆိုတဲ့6နဲ့ခွာ၄နဲ့ကို30လိုက်ပြီးအဲ့လို30လိုက်ပြီးဆိုရင်ဒီ9ထိတ်ကနှစ်အပိတ်ရဲ့ဒီ3ဖြစ်နေပြီအခွန်နှစ်ဖြစ်နေပြီ အဲ့ဒီခုနှစ်နဲ့ကျွန်တော်ရဲ့ဇက်လိုက်ကြီးဒီပရိသုံးနဲ့ဒီ30လို့လုံးဝသူကတိချုပ်ထားတာဖြစ်တယ်ပေါ့ဗျာနော်အဲ့တော့ဒီကောင်ကရှေးပေါင်းမှာရှိသေးတယ်ကျွန်တော်ပြမယ်အကွက်မေ့ပါလေခုနှစ်ချက်လုံးချုပ်ထားပြီနော်ထက်စီခါနောက်ပိတ်ရှေးပေါင်းနောက်ပေါင်းကွာပေါင်းပရိဆိုချုပ်ထားပြီလေဒီကောင်ကဗာနဲ့ရောဝါနေဒါရှေးပေါင်းသုံးလိုင်းရဗေကင်းလည်းမသိဘူးနော်အဲ့ဒါနဲ့ရောဝါဆိုတော့ဒီမှာထဲတော့မပြတော့ပါဘူးဒါဆိုရင်လည်းလုံးလောက်ပါပြီနော်ကိုကိုခွန်ဒါတဲ့ပဲနော်ဒါဒီနှစ်ထဲပြန်ကြခဏဖြစ်တယ်ထိတ်ဆုံးမှထွက်တာလေခွန်ခွန်ကိုရဲ့ပြန်ကြခဏကိုဗျာနော်ခွန်ကိုခွန်ဒါလေးတစ်ခွက်ကိုကြိုင်ထိုးထားပါဗျာနော်ကြိုင်ထိုးထား ကွန်ကိုကွန်ဟွန်းဒဲ့ပေါ့ဗျာနော်ဒါဒဲ့ကွန်ကိုကွန်ဒဲ့ကြာရင် ထိုးထားပါဗျာဆက်နှစ်ကြိမ်တက်ပေါ့ဗျာနော်ကျွန်တော်ဒီအခုကြိမ်ကနေနှစ်ကုန်အထိကိုမမကြီး၄000ယူတယ်ပေါ့ဗျာနော်ဘယ်ကြိမ်မဲဝင်ဝင်၄000ယူပါလဲဒါဒီမမကြီးကမကြုံညာလာကြာပြီဆိုကြုံညာထားပါဗျာနော်အားပေးမဲ့လို့ရှိရင်ပေါ်လာရင်ပေါ့နော်အဲ့တော့ဖုန်းနံပါတ်ကတော့ကျွန်တော်ဖုန်းနံပါတ်တော့အကုန်သိမှာပေါ့ဗျာနော်ဖုန်းနံပါတ်ကဖုန်းဆက်လိုက်ပေါ့ဗျာနော် 6330ပေါ့ဗျာနော်အော်ဖုန်းဆက်လိုက်လို့ရတယ်မမဝင်ချင်းပေါ့နော်တချင်ချင်း9000ယူတယ်ပေါ့ဗျာနော်ဒီအချိန်ကနေနှစ်ကုန်အထိကို4000ယူတယ်ပေါ့အဲနောက်ချိန်ဝင်ဝင်ပဲချင်းဝင်ဝင်4000ပဲပေါ့နော်အဲဒီကအဲ့တိုင်းပဲရက်သွားပြီဖြစ်တယ်ဒါလေးကကြုံညာဝင်တော့ဗျာနော်အဲ့တော့ဒီလိုဒေကနန်းလေးကိုကြိုက်တဲ့တငယ်ချင်းတွေထိုးပေါ့ဗျာနော်ခွန်ကိုခွန်ဒီတကွက်ပြန်ကြကနန်းနေနဲ့ဒါလေးတကွက်ကိုထပ်ပြပေးလိုက်တယ်ပေါ့ဗျာနော်ကဲအားလုံးကန်ကုန်ပါစေချဲပေါ့ပါစေအားလုံးပဲတတား